အလုံးမကျွန်တော်ရဲ့ 3D မိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒါကျွန်တော်ရဲ့ 3D မိတ်ဆွေများအတွက်တကယ်ကိုဒါကောင်းတဲ့ share site လေးတစ်ခွက်မေတ္တာလဲဆောင်ပေးပါမယ်နော်ပြီးကြရင်လည်းဒါကျွန်တော်ရဲ့ဒီ video file လေးကိုတွေ့လဲဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းဒါ like နဲ့ subscribe လေးလုပ်ထားပေးပါခင်ဗျာကျွန်တော်ကြည့်ကြအောင်နော် rate line လေးကနေရင်စသွားပါမယ်ခင်ဗျာကျွန်တော်ဒီ 84 85 86ခုနဲ့ပေါ့နော်အမှကျွန်တော်ဒီဘက်နဲ့ကဒီဘက်နှစ်ကိုလိုက်ထွက်တယ်ပေါ့နော်ဒီဘက်နဲ့ကကနာဒီဘက်နဲ့ကိုလိုက်ထွက်တယ်အဲ့လိုထွက်ပြီးရမယ်သူ့ရဲ့ဇောင်းကနာ6.3ဆိုတဲ့ကနာသူ့ရဲ့အောက်မှာပြန်ကြလို့ရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြီးရတဲ့အဲ့နှစ်ထဲမှာ940ဆိုတဲ့ကနာ940ပတ်လည်လေးတောက်လျှောက်လိုက်ထွက်တယ်ပေါ့နော်သူထွက်ရင်ဒါပရိသတ်တဲ့ရဲ့ဇောင်းမှာပဲထွက်တယ်ပေါ့နော်ဘရိတ်စတဲ့ရဲ့အဆောင်မှာဒါ940ထွက်တာလဲဒါ3ကပ်ပဲရှိတာပေါ့နော်အဲ့တော့ပြန်ပြပြမယ်နော်ဒီဘက်နဲ့ကဒီဘက်နဲ့က ဒီဘက်နှစ်ကကနားဟာဒီဘက်နှစ်ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြရမယ်အဲ့လိုထွက်ပြီးဆိုရမယ်သူ့ရဲ့ဆောင်းကနား963ဆိုတဲ့ကနားသူ့ရဲ့အောက်မှာဒါပြန်ချလို့ရိုက်တယ်ပေါ့နော်ပြန်ချလို့ရိုက်ပြန်တယ်အဲ့နဲ့တမန်း940ဆိုတဲ့ကနားလေးထွက်တယ်နော်940သူထွက်တော့မယ်ဆိုရင်လည်းဒါပရိတ်17ရဲ့ဆောင်းမှာပဲ940လို့ထွက်တယ်ပေါ့နော်အဲ့ဘရိတ်7ရဲ့ဆောင်းမှာ940လို့ထွက်ပြရတယ်သူ့ရဲ့ဆောင်းမှာလည်းဒါဘရိတ်2ဘရိတ်ဒါဒီမှာ940ဘရိတ်9ဖြစ်တဲ့အတွက်သူ့ရဲ့ဆောင်းမှာလည်းဒါဘရိတ်9လေးပြီးတယ်ပေါ့နော်ဘရိတ်လိုင်းလေးအရင်ကျွန်တော်တို့တွေ့ကြအောင်နော် ဒီမှာလည်း905ဆိုတဲ့ကနေဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးရတဲ့သူ့ရေဆောင်က311ဆိုတဲ့ကနေလေးရလဲအဲ့နဲ့ထဲမှာဒါပြန်ကြလို့ရိုက်တယ်ပေါ့နော်ဒါပြန်ရလို့ရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြီးရတဲ့အဲ့နဲ့ထဲမှာလည်းကျွန်တော်ဒီ940ဆိုတဲ့ကနေထွက်တယ်နော်ဒီ940ထွက်တော့မယ်ဆိုရင်လည်းသူ့ရှိကတိုင်းပဲပရိတ်7ရေဆောင်မှာပဲ940လို့ထွက်တယ်ဒီ940 break 9ဖြစ်တဲ့အတွက်သူ့ရေဆောင်မှာလည်းဒါ break 9လို့ပဲပြီးတယ်ပေါ့နော် ဲ့တော့ဒီမှာလဲကျွန်တော်တို့ဒီဘက်နှစ်ကလေးတက်ခုံဆိုတဲ့ကနဒီဘက်နှစ်ကနေဒီဘက်နှစ်ကိုလိုက်ထွက်ပြီပေါ့နော်ဒီဘက်ဒီဘက်နှစ်ကကနဒီဘက်နှစ်ကိုလိုက်ထွက်ပြီဆိုတော့လည်းသူ့ရဲ့ဆောင်းကဒီကျွန်တော်တို့363ဆိုတဲ့ကနလည်းဒါပြန်ကြလေးရိုက်ပြီပေါ့နော်ပြန်ကြလေးရိုက်ပြီးတော့မှအဲ့နှစ်ထဲမှာ934လေးပတ်လဲလေးတောက်လျှောက်လိုက်ထွက်တယ်ပေါ့နော်သူ့ရှိကတိုင်းပဲ940ထွက်မှဆိုရင်ပရိသတ်တရဲ့ဆောင်းပါပဲ940ဆိုတဲ့ကနလေးထွက်တယ်ပေါ့နော်အလွယ်တကူပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ ပရိသတ်တဲ့ရဲဆောင်မှာ940ထွက်တာဒါ3ကပ်ပဲရှိရေပေါ့နော်ပရိသတ်တဲ့ရဲဆောင်မှာ940လို့ထွက်ထားတဲ့သူ့ရဲဆောင်လေးမှာ break 9ပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီပရိသတ်တဲ့ရဲဆောင်မှာ940လို့ထွက်ထားတဲ့သူ့ရဲဆောင်လေးမှာ break 9ပေါ့နော်ဒီမှာလဲပရိသတ်တဲ့ရဲဆောင်မှာ940လို့ထွက်ထားတဲ့သူ့ရဲဆောင်လေးမှာဒါ break 9ကဏ္ဍလေးပြီးအောင်မလားပေါ့နော် break 9ကဏ္ဍလေးဟိုမှာဒါကျွန်တော်တို့ဒီခုရန်ကြီးလိုင်းမှာမှာ ကျွန်တော်တို့ဟော့အနေနဲ့ဒါပြန်ချလိုင်းလေးကိုဒါမိတ်ဆွေတို့စိတ်ဝင်စားတဲ့ပြန်ချလိုင်းလေးကိုကျွန်တော် ပြပေးမယ်နော်ဘာလို့လဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီ2022ကနေစကြည့်ပေါ့နော်ဒီကိုးထိတ်ကိုးခါရဲ့အောက်မှာကြားတဲ့ကဏ္ဍသူ့ရဲ့ဘောကဏ္ဍဒါပြန်ချပေါ့နော်ဒီမှာလဲကျွန်တော်တို့ကိုးခါလို့ရိုက်တဲ့ကိုးခါရဲ့အောက်မှာကြားတဲ့ကဏ္ဍ3ရက်ကိုးခွန်ဆိုတဲ့ကဏ္ဍလဲသူ့ရဲ့ဘောကဏ္ဍ ဒါသူ့ရဲ့ပေါ်ကနဒါကျွန်တော်တို့ကြည်ပြန်ကြပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီကိုးခါရဲ့အောက်မှာကြာတဲ့ဒီ630ဆိုတော့ကနလည်းသူ့ရဲ့ပေါ်ကနပြန်ကြပေါ့နော်ဒီနားလေးမှာလဲကိုးခါလေးကြာထားပြီဆိုတော့ဒီနားလေးမှာဒါပြန်ကြလေးပေါ့နော်ပြန်ကြလေးမှာလာရင်ဘယ်ကနလေးထိုးရမယ်ဆိုတော့ကျွန်တော်ပြောပြမယ်ပေါ့နော်ဒါပြန်ကြကနလေးဖြစ်ပြီးဗရိတ်ကိုလေးဖြစ်ပြီးဆိုတော့အသေးကြပါတယ်ကျွန်တော်တို့ဒီဗရိတ်ကိုဆိုတော့388တကွက်ပဲရှိတာပေါ့နော်388ကိုမှဒီကျွန်တော်တို့ ဘယ်လိုင်းလေးနဲ့ရွှေ့ဒီဗီဒီယိုဖိုင်လေးကိုစောင်းအောင်ကြည့်လိုက်ပါတော့ဘာလို့ဒီ388ကိုမှကျွန်တော်ရွှေ့ပေးတယ်လဲဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်2023မှာလည်းကြည့်ပါခင်ဗျာဒီမှာနှစ်နောက်ပိုင်းနဲ့ပဒိတ်လေးလိုရိုက်တယ်သူရဲ့ရှေ့မှာရှေးဘူးလေးနဲ့ကနန်းတကွက်ထွက်တယ်ပေါ့နော်ဒီမှာလည်းနှစ်နောက်ပိုင်းနဲ့ပဒိတ်လေးလိုရိုက်တယ် ဒါကျွန်တော်သူ့ရဲ့ရှိမရှိဘူးလေးထွက်ရှိတယ်ပေါ့နော်ဒီနားလေးမှာလည်းညနောက်ပိုင်းနဲ့ပရိတ်လေးလိုရိုက်ပြီးပေါ့နော်ဒီနှစ်ထဲမှာလည်းကျွန်တော်တို့ရှိဘူးကဏ္ဍလေးနဲ့ပဲဒီကျွန်တော်တို့ရှိရှိသုံးကဏ္ဍလေးကိုဒါကျွန်တော်ထုတ်ပေးမယ်ပေါ့နော်ဘာလို့ရှိရှိသုံးကဏ္ဍလေးကိုထုတ်ပေးမလဲဆိုလို့ရှိရင်ပြီးကြတဲ့နှစ်ကကြရေကျွန်တော်ကျွန်တော်တို့ကိုင်းနေခဲ့တဲ့ line လေးတစ်ခုရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလင်နာတစ်ကျောင်းမှာ၄၈လို့ရိုက်တယ်ကိုသူညာတက်လို့ရိုက်တယ်၈၃ခုလို့ရိုက်တယ်အဲ့လိုရိုက်တာကလင်နာတစ်ကျောင်းလုံးမှာဒါသုံးကပ်ပဲရှိရနော်အဲ့လိုတစ်နှစ်ထဲသုံးခဏအဲသုံးခုရဲ့ထွက်တာပေါ့နော်95ခုနဲ့မှာတစ်ချိန်ရှိတယ်ပေါ့နော် နောက်ထပ်ကျွန်တော်တို့ဒီ2009ခုနှစ်မှာဒီချိန်ရှိရနော်2023ခုနှစ်မှာဒီချိန်ရှိတယ်ပေါ့နော်အဲ့တော့95ခုနှစ်မှာကျွန်တော်လေးရှိခွန်ဆိုတဲ့ကဏ္ဍကိုတုံညာတက်ဆိုတဲ့ကဏ္ဍရှစ်သုံးခွန်ဆိုတဲ့ကဏ္ဍတစ်နှစ်ထဲမှာဒါ၃ချိန်ထွက်တယ်ပေါ့နော်အဲ့ကဏ္ဍ၃ခွက်အဲ့ကဏ္ဍ၃ခွက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးတဲ့သူ့ရဲ့နောက်နေမှာဘာဘယ်ကဏ္ဍထွက်လဲဆိုရင်140ဆိုတဲ့ကဏ္ဍထွက်တယ်140ကဏ္ဍထွက်ပြီးရတယ်ဒီပရိသုံးပေါင်းကြီးကခွန်ဖြစ်လို့အဲ့နှစ်ထဲမှာ6 6လိုက်ရမယ်ဆိုပြီးတော့ဒါကျွန်တော်တို့ မွေးကွဲကျွန်တော်ရဲ့တတိယမိတ်ဆွေတွေကိုပြခဲ့တဲ့ line တွေပေါ့နော်140ထွက်ပြီးတော့ဒီနေ့ထဲမှာ656လိုက်ရအောင်မယ်ဆိုပြီးတော့ဒါကျွန်တော်တို့ဒီ cycle နဲ့ဒါကျွန်တော်ပြခဲ့တာပေါ့နော်အဲ့တော့အဲ့လိုထွက်ပြရတဲ့အဲ့လိုထွက်တာလည်း၃ကပ်ပဲရှိတယ်ပေါ့နော် ဒီ140လို့ထွက်မယ်9300လို့ထွက်မယ်730လို့ထွက်မယ်အဲ့လိုထွက်ပြီးရသူ့ရဲ့နောက်နံပါတ်140ဆိုတဲ့ကဏ္ဍထွက်တဲ့656ဆိုတဲ့ကဏ္ဍထွက်တယ်ပေါ့နော်ဒီမှာလည်း2009မှာလည်း3900ဆိုတဲ့ကဏ္ဍထွက်တယ်နောက်ထပ်ကျွန်တော်တို့ဒီ730ဆိုတဲ့ကဏ္ဍထွက်တယ်480ဆိုတဲ့ကဏ္ဍထွက်တယ်သူ့ရဲ့နောက်နံပါတ်ပေါ့နော်140ဆိုတဲ့ကဏ္ဍထွက်တယ်656ဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီ2023မှာ730ဆိုတဲ့ကဏ္ဍထွက်တယ်319ဆိုတဲ့ကဏ္ဍထွက်တယ်480ဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြန်သူ့ရဲ့နောက်နံပါတ်လည်းဒါ314ထွက်တယ် တုံညံ့တွေ့လေးထုတ်ပြီးတာနဲ့ကျွန်တော်ဒီနှစ်ထဲမှာကျွန်တော်တို့ဒီပရိသတ်ခုပေါင်းကြရအောင်ခွန်ဖြက်လို့အပုခွာနဲ့ခွန်ပရိ656သူရှိကအတိုင်းမှာ656ကလေးလေးလိုက်ထွက်ရအောင်မယ်ဆိုပြီးတော့ဒီ line လေးနဲ့ဒါကျွန်တော်တို့တင်းခဲ့တာပေါ့နော်အမ656တရား40ထုတ်ပြီးတာနဲ့656လိုက်တယ်ဒီမှာလည်းကျွန်တော်တရား40ထုတ်ပြီးတာနဲ့656လိုက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီ140ခဏထုတ်ပြီးတာဒီနှစ်ထဲမှာ656လိုက်ရမယ်ဆိုပြီးဒါမွေးကွက်အနေနဲ့ဒီဒီ site ကလေးကနေကျွန်တော်တို့ဒါတင်းခဲ့တာပေါ့နော်အဲ့အာဒီမှာဒီဘက်နှစ်ထဲမှာကျွန်တော်မွေးကွက်တစ်ကွက် ဒါတေချာတိတိကျကျထွက်နိုင်အမှုကုတ်တစ်ခွက်ရှိရနော်အမှုကုတ်ကလေးကိုကျွန်တော်စီရင်နာနဲ့ပြပေးမယ်နော်ဒီဗီဒီယိုဖိုင်လေးကိုတွေ့တယ်ဆိုရင်ကျွန်တော်ရဲ့ 3D မိတ်ဆွေများအနေနဲ့ share ပေးတဲ့လူက share လို့ရတဲ့လူက share ပေးပါခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီနှစ်ထက်မှာပေါ့နော်၄၈ခွန်၉၃ညတဲ့၈၃ခွန်လို့ထွက်ပြီပေါ့နော်အဲ့လိုထွက်ပြီရတဲ့ဒီ၉၃ညတဲ့ရဲ့တပွဲကျော်ကနန်းပေါ့နော်တစ်နှစ်ကျော်တန်းတန်းကနန်း၃ပါတော့ကနန်း၉၃ညတဲ့ရဲ့တပွဲကျော်တန်းတန်းပေါ့နော်တစ်နှစ်ကျော်တန်းတန်းကဒီ၅၃ခွန်ဆိုတဲ့ကနန်းကပြန်ကြရိုက်တယ် ဘယ်အချိန်မှပြန်ကြရည်လဲဆိုလို့ရှိရင်သူ့ရဲ့ပေါ်960ဆိုတဲ့ခဏဟာသူ့ရဲ့10နှစ်မြောက်ကခဏအစထွက်တော့ကျွန်တော်တို့ brain ငါးရဲ့အောက်ကခဏ960ဆိုတဲ့ခဏဟာသူ့ရဲ့10နှစ်မြောက်ကို960လို့ light ထွက်ပြီးပြီးဆိုတာနဲ့ဒီ931ရဲ့တပွဲကျော်ကခဏ903ဆိုတဲ့ခဏဟာသူ့ရဲ့အောက်မှာဒါပြန်ကြလို့ light တယ်ပေါ့နော်ဒါတကတ်နော်ဒုတိယတကတ်ကျွန်တော်တို့တော့မယ်နော်ဒီမှာလဲကျွန်တော်တို့2009ခုနှစ်မှာ9300တက်ဆိုတော့ခဏထွက်တယ် ၃ရှစ်ခွန်ဆိုတဲ့ကဏန်းထွက်တယ်၄ရှစ်ခွန်ဆိုတဲ့ကဏန်းလေးထွက်တယ်သူရဲ့နောက်နေမှာလည်းထုံစံတိုင်းမှာ၁၃၄ဆိုတဲ့ကဏန်းထွက်တယ်၆၅ဆိုတဲ့ကဏန်းလေးထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးပြီဆိုတော့ရှေ့ကအတိုင်းပဲဒီ၉၃၄ရဲ့တပွဲကျော်ပေါ့နော်တပွဲကျော်တန်းတန်းကကဏန်း၃ပါသောကဏန်း ဒီမှာလဲ93ရက်တရတပွဲကျော်တန်းတန်းအခဏသုံးပါတော့ခဏပြန်ကြရတယ်သူရရဲ့သူ့ရဲ့အပေါ်မှာ10နှစ်မြောက်ကခဏကိုလာရွှေ့ပြရကြမှာသူ့ရဲ့အောက်မှာဒါပြန်ကြလို့ရတယ်ပေါ့နော်ဒီမှာလဲ93ရက်တရတပွဲကျော်မှာ93ခုဆိုတော့ခဏအဲ့နှစ်ထဲမှာပြန်ကြလို့ရတယ်ပြန်ကြလို့ရရဲ့ ဘယ်ချိန်မှရိုက်လဲဆိုရင်သူ့ရဲ့အပေါ်ကကဏ္ဍဒီ၄တက်ခွန်ဆိုတဲ့ကဏ္ဍကသူ့ရဲ့၁၀နှစ်ချကဏ္ဍပေါ့နော်ဗရိတ်၅ပြီးတော့ဗရိတ်၆ရဲ့အောက်ကခွန်တက်လေးဆိုတဲ့ကဏ္ဍကိုဒီမှာ၄တက်ခွန်လို့လာထည့်ပြီး၁၀နှစ်ချကကဏ္ဍလာထွက်ပြရကြမှာသူ့ရဲ့အောက်မှာကျတဲ့390ဆိုတဲ့ကဏ္ဍက391ရဲ့တပွဲကျော်ကဒီတနှစ်ကျော်ပါเนาะတနှစ်ကျော်တန်းတန်းက330ခွန်ဆိုတဲ့ကဏ္ဍကိုဒီမှာ390လို့လာထည့်တယ်သူထည့်မယ်ဆိုရင်သူ့ရဲ့အပေါ်မှာထွက်တဲ့ကဏ္ဍကသူ့ရဲ့10နှစ်မြောက်ကပရင်းကားပြီးတော့ဒီမှာကျွန်တော်တို့က ပရင်းငါးရဲ့အောက်ကကနန်းသူ့ရဲ့ဆယ်နှစ်မြောက်ကိုလိုက်ထွက်သူ့ရဲ့အောက်မှာမဒီကိုတုံညာတဲ့ရဲ့တပွဲကျော်ကသုံးပါတော့ကနန်းပြန်ကြရိုက်တယ်ဒီမှာလည်းကျွန်တော်တို့ဒီကိုတုံညာတဲ့ရဲ့တပွဲကျော်ကသုံးညာသုံးခုဆိုတဲ့ကနန်းအဲ့နဲ့ထပ်ပြန်ကြရိုက်တယ်ပြန်ကြရိုက်လို့ရှိရင်သူ့ရဲ့အပေါ်မှာထွက်တဲ့ကနန်းဟာသူ့ရဲ့ဆယ်နှစ်မြောက်ကကနန်းပရင်းငါးပြီးတော့ပရင်း6ရဲ့အောက်ကကနန်းကိုဒီမှာဆယ်နှစ်မြောက်မှာလာပို့ပြီးရကြမှာသူ့ရဲ့အောက်မှာ380ဆိုပြီးတော့သူကတီတီကြကြလာထွက်တယ်နော် ဒါဒုတိယတက်ကပေါ့နော်တတိယတက်ကကျွန်တော်ရှင်းပြမယ်နော်ဒီမှာလဲကျွန်တော်2023မှာ73ခွန်လို့ထုတ်ပြီး3ည9လို့ထုတ်ပြီး4ခွန်8လို့ထုတ်ပြီးသူရှိကအတိုင်းပဲသူရဲ့နောက်နှစ်မှာလဲ3ည10လေးဆိုတော့ကနန်းထွက်တယ်6 9 6ဆိုတော့ကနန်းထွက်တယ်အဲ့လိုထုတ်ပြီးပြီးဆိုတော့ဒီသူရှိကအတိုင်းပဲ3ည19ရဲ့တပွဲကျော်တန်းတန်းကကနန်း3 8ဆိုတော့ကနန်းကသူရဲ့အောက်မှာဒါပြန်ချလို့ရရမယ်ပြန်ချလို့ရရဘယ်အချိန်မှရိုက်မလဲဆိုရင်သူရဲ့အပေါ်ကကနန်းဟာသူရဲ့ရှေ့စင်းနှမြောက်က ဘရိငါဘရိချောက်ပြီးတော့ဘရိခွန်ရဲ့အောက်ကကနန်းကိုဒီ7နှစ်မြောက်ကကနန်းကိုသုံးနှစ်ဆိုတဲ့ကနန်းကိုဒီမှာကိုသုံးသုံးခုနှစ်လို့လာရွှေထားတဲ့အတွက်ဒီနားလေးမှာပေါ့နော်ကျွန်တော်တို့ဒီသုံးရတကူရဲ့တပွဲကျော်ကသုံးပါသောဘရိကူကနန်းကိုဒီကနေဒီကိုရွှေ့ကျင်တာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ပြန်ထည့်ပြမယ်နော်လေးချက်ခွန်လို့ထွက်တယ်၊၃၉တက်လို့ထွက်တယ်။နောက်၈၃ခွန်လို့ထွက်တာကလင်နာတကျော်လုံးမှာတစ်နှစ်ထဲနဲ့၃ကထွက်တာ ၃ချိန်ပဲရှိရနော်အဲ့လိုထုတ်ပြရင်သူ့ရဲ့နောက်နံပါတ်140ဆိုကနေကန်ထွက်တယ်656ဆိုတော့ကနေထွက်တယ်အဲ့လိုထုတ်ပြရင်လည်း309တရဲ့တပွဲကျော်903ဆိုတော့ကနေကသူ့ရဲ့အောက်မှာပြန်ချလို့ရိုက်တယ်သူရိုက်တော့မယ်ဆိုရင်သူ့ရဲ့အပေါ်မှာထွက်တဲ့ကနေကသူ့ရဲ့ရှေ့ဆင်းနေမြောက် brain 9ရဲ့အောက်ကကနေလိုက်ထွက်ပြီးရကြမှာသူ့ရဲ့အောက်မှာ903ရက်တရဲ့တပွဲကျော်အသုံးပါတော့ကနေကိုဒီမှာပြန်လာရွှေ့တယ်ဒုတိယတက်က2000ကိုကုနေမှာလည်း309တက်လို့ထွက်တယ် ဒါအသုံးချက်ခွန်လို့ထွက်တယ်လေးချက်ခွန်လို့ထွက်တယ်အဲ့လိုထွက်ပြရတဲ့သူ့ရဲ့နောက်မှာ3ရက်တည်းလေးဆိုတော့ကဏ္ဍထွက်တယ်ဒီပရိတ်သုံးခုပေါင်းနေအောင်ခွန်ဖြစ်လို့အဲ့နေ့ထဲမှာ656 break ခွန်ကဏ္ဍဖြစ်တဲ့656ပူခွန်နဲ့ break ခွန်ဖြစ်တဲ့656ဆိုတော့ကဏ္ဍလိုက်ထွက်တယ်အဲ့လိုထွက်ပြရတဲ့အဲ့နေ့ထဲက391ရဲ့တပွဲကျော်တန်းတန်းက3ပါသောကဏ္ဍ303ခွန်ဆိုတော့ကဏ္ဍအဲ့နေ့ထဲမှာပြန်ကြလို့ရိုက်တယ်ပြန်ကြလို့ရိုက်တော့မယ်ဆိုရင်သူ့ရဲ့အပေါ်မှာထွက်တဲ့4တက်ခွန်ဆိုတော့ကဏ္ဍ သူ့ရဲ့ရှေ့ဆဲနဲ့မြောက်ကခဏဗရိတ်ငားပြီးတော့ဗရိတ်6ရဲ့အောက်ကခွန်တက်လေးကိုရှေ့ဆဲနဲ့မြောက်မှာဒီမှာကျွန်တော်တို့၄တခွန်းထည့်ပြရကြမှာသူ့ရဲ့အောက်မှာ ဒါသူ့ရဲ့3ယောက်9တရက်တပွဲကျော်အသုံးပါတော့ကနော်ဒါပြန်ကြလို့ထည့်တယ်ပေါ့နော်ဒါဒုတိယတက်ကပေါ့နော်တတိယတက်ကကျွန်တော်ရှင်းပြပါမယ်နော်2023မှာ83လို့ထွက်တယ်3ယောက်19လို့ထွက်တယ်48လို့ထွက်တယ်အဲ့လိုထွက်ပြရင်သူ့ရဲ့နောက်နေမှာ3ယောက်14ဆိုတဲ့ကနန်းထွက်တယ်3ယောက်14လို့ထွက်ပြရင်ဒီ break 3ခုပေါင်းရင်ခွန်ဖြစ်လို့အဲ့နှစ်ထဲမှာအပူခွာနဲ့ break ခွန်ကနန်းဖြစ်တယ်656ဆိုတဲ့ကနန်းတောက်လျှောက်လိုက်ထွက်တယ်မထွက်တော့နော်အဲ့ဒီကနန်ကိုကျွန်တော်ပြီးခဲ့တဲ့နေ့ကဒါ656လေးလာရအောင်မယ်ဆိုပြီးတော့ကျွန်တော်တို့တင်ခဲ့တဲ့ line လေးပေါ့နော် ဒါပင်ကိုအရင်နှက်ခဲ့တဲ့ဒါကျွန်တော်ရဲ့ mobile site လေးပါနော်အဲ့တော့656ဆိုတဲ့ကဏ္ဍလေးဒီမှာထွက်သွားပြီပေါ့နော်ထွက်သွားပြီဆိုတော့အဲ့နှစ်ထဲမှာမွေးကွက်တစ်ကွက်ဒီနှစ်ထဲမှာမွေးကွက်တစ်ကွက်ကျန်နေရ300ရက်တကွက်ရဲ့တပွဲကျော်က3ပါတော့ကဏ္ဍဒီနှစ်ထဲမှာပြန်ကြရရမယ်ပြန်ကြရရမယ်ဆိုရင်ဘယ်ချိန်မှရိုက်မလဲဆိုရင် သူ့ရဲ့အပေါ်မှာထွက်တဲ့ခဏသူ့ရဲ့ရှေ့ဆဲနှင်းမြောက်ကခဏပေါ့နော်ဘရိတ်ငါးပြီးဘရိတ်ငါးဘရိတ်၆ပြီးတော့ဘရိတ်ခွန်ရဲ့အောက်မှာထွက်တဲ့ကိုးသုံးနှစ်ဆိုတဲ့ခဏကိုဒီမှာသုံးကိုးနှစ်လို့တိတိကျကျထွက်တော်ပြီဆိုတော့ဒီနားလေးမှာထွက်ရမယ်ခဏကဒီကကျွန်တော်တို့သုံးရတဲ့ကိုရဲ့တပွဲကျော်တန်းတန်းကဒီ388ဆိုတဲ့ခဏကိုဒီနားလေးမှာတော့ကျွန်တော်တို့က883လို့ကျွန်တော်တို့ကကြိုက်တယ်ပေါ့နော်ဘာလို့ဆိုရင်နှစ်ပါသောဗရိတ်လေးလို့ရိုက်တယ်သူ့ရဲ့အောက်မှာရှေးဘူးလို့ရိုက်တယ်နှစ်ပါသောဗရိတ်လေးလို့ရိုက်တယ် sorry နှစ်နောက်ပိတ်နဲ့ brake လေးလို့ရိုက်တယ်သူ့ရဲ့အောက်မှာရှေ့ဘူးလို့ရိုက်တယ်နှစ်နောက်ပိတ်နဲ့ brake လေးလို့ရိုက်တယ်သူ့ရဲ့အောက်မှာရှေ့ဘူးလို့ရိုက်တယ်ဒီမှာလည်းနှစ်နောက်ပိတ်နဲ့ brake လေးရိုက်ထားပြီဆိုသူ့ရဲ့အောက်မှာရှေ့ဘူးလေးနဲ့ဒီကောင်ရှစ်ရှစ်သုံးဆိုတော့ခဏလေးကိုဒါပရမအဖိုင်အနေနဲ့ကျွန်တော်ရဲ့3 dimension ရအတွက်မက်တာလက်ဆောင်တင်ပြလိုက်ပါတယ်เนาะနောက်တဲ့ဗီဒီယိုလေးတွေကိုလည်းရောက်ကြည့်ရှုဖို့အတွက်ကျွန်တော်ရဲ့ channel လေးတွေကိုလည်း like နဲ့ subscribe လုပ်ထားပါခင်ဗျာ